အတန်ရွယ်အရာအပြုံးရွယ်ရောက်နေပြီဖြစ်ပေမဲ့ယောဂအခြေအနေကြောင့်ကလင်းရွယ်မတင်ဖွံ့ဖြိုးမှုရပ်တန့်သွားခဲ့ရတဲ့မတ်ချုံးရက်ဒီမြင့်ပရိသတ်များအလုံးမဲ့မင်္ဂလာပါမာတပန် page ကနေကြိုဆိုလိုက်ပါတယ်အခုလတ်တလုံးမှာတော့အတန်ရွယ်ကြီးသွားပေမဲ့ယောဂအခြေအနေကြောင့်ခန္ဓာကိုယ်နဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှုရပ်တန့်သွားတဲ့မိန်းကလေးတယောက်အကြောင်းက online ပေါ်ပြန့်နှံ့နေတာပါအဆိုပါမိန်းကလေးကမတ်ချုံးရက်ဒီမြင့်ဆိုသူဖြစ်ပြီးမိခင်ဖြစ်သူမတ်နှင်းယူမော်နဲ့အတူခိုင်ပြည်နယ်ကနေရန်ကုန်ကိုစေကူတမှုလာရောက်ခံယူနေခဲ့တာဖြစ်ပါတယ်မတ်နှင်းယူမော်နဲ့မတ်ချုံးရက်ဒီမြင့်တို့အသားမိက ဆင်းရဲနွားပါသူတွေဖြစ်ပြီးသူတို့ရဲ့ဇာတိမှာတုံးကတော့ငါးယောက်ကအသက်မိုးဝမ်းကြောင်းပြုခဲ့ရတာပါ။မတ်ချွန်ရတီမြင့်ကအသက်ငယ်စဉ်တုံးကတော့ခုလိုယောဂအခြေအနေမဆိုးသေးပဲတာမန်ကလေးတောင်လို့နေထိုင်ခဲ့ရပါတယ်။အသက်၅နှစ်အထိတာမန်ကလေးတွေနဲ့ဒန်းတူနေနိုင်ခဲ့ပြီးခေကြီးတန်းမှာတက်ခဲ့သေးတာပါ။ဒါပေမဲ့မတ်ချောရတီမြင့်မှာမွေးရပါအချိုတက်အားနေတဲ့ယောဂပါလာတာကြောင့်ငယ်စဉ်ကတည်းကမကြာခဏဈေးကုတ်တမှုခံယူခဲ့ရတာဖြစ်ပါတယ်။စိယုံနဲ့အိမ်ကိုအိမ်ဦးနဲ့ဂျမ်းမြင့်လို့တလားတခါကုတန်းသွားလာနေခဲ့ရတာပါ။ ဲ့ဒီနောက်အသက်6နှစ်အရွယ်မှာပဲမတ်ချောရတီမြင့်ရဲ့မွေးရပါအချို့တက်နေတဲ့ယောဂအခြေအနေကပိုဆိုးလာခဲ့ပြီးအပြားကြီးလာခဲ့ပါတယ်။ဒါကပဲမတ်ချောရတီမြင့်ကိုခနာကုန်းနဲ့ညံရင်ဖွံ့ဖြိုးမှုရပ်တန့်စေတဲ့အဖြစ်မျိုးနဲ့ရင်ဆိုင်စေခဲ့တာပါ။မချောရတီမြင့်ကအဖျားကြီးကယောဂသင်လာတာကြောင့်ကုသဖို့အတွက်အမေဖြစ်သူမနှင်းရုံမော်ကရန်ကုန်စိန်းအိုကိုခေါ်ဆောင်လာကဆေးကုသမှုခံယူစေခဲ့တာဖြစ်ပါတယ်။ဆက်ဆဲကြည့်တဲ့အခါမချောရတီမြင့်မှာအုံနောက်အမေပါရောင်းတဲ့ယောဂဖြစ်ပေါ်နေတာတွေ့ရှိရတာကြောင့်ခစီယိုခွဲစိတ်မှုတွေလှုပ်ဆောင်ခဲ့ရပါတယ်။ဒ ကြောင့်မဲမဲချောရည်ဒီမြင့်က၃လလောက်စကားမပြောနိုင်ဖြစ်သွားရပြီးအတန့်ယောဂါပါဆွဲကတ်သွားရတာပါ တဆတ်ထဲမှာပဲမတ်ချောရတီမြင့်ရဲ့ခနာကိုနဲ့အတိညာဖွံ့ဖြိုးမှုတွေကရပ်တန့်သွားပြီးအသက်15နှစ်အရွယ်ရှိပြီဖြစ်တာတောင်6နှစ်အရွယ်ကလေးတယောက်အနေနဲ့ပဲဘဝကိုဖျက်ဆီးနေခဲ့ရပါတယ်။မတ်ချောရတီမြင့်ကယောဂအရှင်တွေကြောင့်စကားမပြောနိုင်ဖြစ်ခဲ့ပေမဲ့လက်ရှိအချိန်မှာတော့ပြန်ပြောနိုင်ခဲ့ပါပြီ။ဒါပေမဲ့လူကြီးတယောက်ရဲ့အတိညာလိုမရှိတာကြောင့်စကားကိုပုံမှန်လူတယောက်လိုတိတိပပပြောနိုင်တာမျိုးမရှိပါဘူး။ဖုန်းကြီးရဟန်းတွေကိုဆုံရင်လဲတလေးစားနဲ့ဆက်ဆံရတာမျိုးတွေဦးစားပေးဖုန်းပေးခိုင်းရတာမျိုးတွေမသိပဲကလေးတယောက်လိုဒန်းတူသွားလာစားတော့ချင်တာမျို ျိုးတွေဖြစ်နေတတ်တာပေါ့ဒီလိုတွေတွေ့ကြုံရပေမဲ့မတ်ချုံရည်မြင့်ရအာသာချက်ကတော့တချင်းတွေကိုတော့တပုံလုံးနီးပါးရအောင်တည်ဆုံနိုင်တာဖြစ်ပါတယ်။ဒါကြောင့်မတ်ချုံရည်မြင့်ရမိခင်ဒေါ်နှင်းယူမောကတဖက်မှာလည်းစေကုသမှုခံယူနေသလုံးတဖက်မှာလည်းလူတွေရဲ့အကြံပေးချက်အရရွှေရင်ကျော်ဆရာတွေနဲ့ပြတ်သားကစစ်ဆေးကြည့်ခဲ့သေးတာပေါ့ ရွှေရင်ကျော်ဆရာတွေရဲ့ပြောပြချက်အရမတ်ချောရည်တီမြင့်ကအမတော်များနန်းတွေတိုက်ကလာသူဖြစ်ပြီးကောင်းမှုကုသိုလ်တွေသာသနာပြုတာတွေမလုပ်ပေးတာကြောင့်အခုလိုယောဂဝေဒနာခံစားရတယ်လို့သိရပါတယ်။တိုက်ဆက်တွေဆိုတာယုံရအခက်မယုံရအခက်ဆိုပေမဲ့တိုက်ကလာသူတွေကသာသနာပြုဖို့လှုပ်လိုက်တာဆိုတဲ့ယူဆချက်တွေကြောင့်မဖြစ်မနေကုသိုလ်လို့သာသနာပြုရတာပါ။ ါပေမဲ့မတ်ချောရရီမြင်းတို့ကမပြေဆုံးတဲ့မိသားစုဖြစ်နေရတဲ့အပြင်ငါးယောက်ကအသက်မွေးရတာကြောင့်အခုလိုတွေဖြစ်ရတယ်လို့လူအများကထင်ကျေးပေးနေကြတာပေါ့မတ်ချောရရီမြင်းကိုယ်တိုင်ကလည်းအစိမ်းရောင်တွေကြိုက်တတ်တာကြောင့်အမေဖြစ်သူမတ်နှင်းယုံမော်ကလည်းမတ်ချောရရီမြင်းကတိုက်ကလာတဲ့ဆိုတာကိုလက်ခံထားပေါ့ဘလိုပဲဖြစ်ဖြစ်လက်ရှိမှာတော့မတ်ချောရတီမြင့်ရဲ့ယောဂါကပိုဆိုးလာနိုင်တဲ့အချိန်တွေမှာရှိတဲ့အတွက်ဆရာဝန်တွေကတော့စိတ်ရောတက်ကစိတ်ကူးတက်မှုခံယူစေချင်နေကြပါတယ်။အုံနောက်ထဲမှာတော့အကျိတ်ဖြစ်နေပြီမလို့စိတ်ရောတက်စေချင်ကြပေမဲ့မတ်ချောရတီမြင့်တို့ကမ ပြေလည်တာကြောင့်ဆေးရုံဆင်းလာခဲ့ရတာပေါ့အရင်ကလည်းဆေးဘဝကားတွေကိုတက်နိုင်သူတွေကပဲကူညီပေးသွားတာကြောင့်အခုတစ်ခါအုံနောက်အကျိတ်ခွဲစိတ်မှုမှလည်းအလှရှင်ပေါ်လာကအဆင်ပြေသွားစေဖို့မျှော်လင့်နေကြတာဖြစ်ပါတယ်ပရိသတ်တို့အနေနဲ့ရောမတ်ချောရတီမြင့်ရဲ့ရွက်ကအချင်းတွေပေါ်အမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ